episode 2ရဲ့စာမှာဆိုလို့ရှိရင်တော့ Breskia ကိုသွားနေတဲ့မြင်းတဲ့တစ်ခုကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ထုံမြင်းလေးပေါ်မှာပါလာတဲ့နှစ်ယောက်ကလည်းသူတို့ရဲ့အမျိုးအစားတွေဘလောက်ချမ်းချောင်းကိုပြောနေကသူတို့အနေနဲ့ပူပေါင်းကြမလားဆိုပြီးတော့မိနေကငင်းကုန်ဖြစ်နေပါတယ်အဲ့ဒီချိန်မှာပဲမြင်းလေးသမားကလည်းဆရာတို့အဲ့ဒီစကားတွေနဲ့ဒီကောင်းလေးကိုတတ်တည်ပြပေးပါလားဆိုပြီးတော့ပြောလိုက်ခါ order ကိုပြလိုက်ပါတယ်ချိန်မှာတော့ဟိုဘက်မှာ off ပြန်အောင်ပါသေးရဲ့ဒီကောင်းလေးကိုဘလို့နိုင်ပါလဲဆိုပြီးတော့နှစ်ယောက်သားလည်းညင်ညူလိုက်ကအဲ့ဒီချိန်မှာပဲခီးတဲ့တယောက်ကလည်းသူတို့ကိုကယ်ပါအောင်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ကိုကကိုတော်မှရင်မနေ့သက်ရှင်နိုင်အောင် ိုးစားမယ်အနေထားမျိုးမှမင်းတို့အတွက်အသက်မဆွန်ပေးခြင်းမှုဆိုတာနှစ်ယောက်သာပြေးသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကောင်းဆူဆူထားတဲ့ကောင်းလေးတယောက်ကလည်းအရှိကိုရှောက်သွားတဲ့အချိန်မှာတော့မြင်းနေသမားကလည်းအနေများတယ်နော်ဆိုပြီးတော့ပြောပေးမယ်လေကောင်းလေးနေနဲ့နှင်မြန်တိုက်ခွက်တွေနဲ့သူတို့ကိုတိုက်လိုက်ပါတယ်အဲ့နောက်မြင်းနေသမားကပဲအဲ့ဒီတိုက်ခွက်ကဆိုလို့ရှိရင်အကုန်လုံးကဝိုင်းထားလိုက်ရင်တော့တိုက်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောကပါဆက်တုံလဲဆိုပြီးတော့ဆောင်းမြော်နေပါတယ်အဲ့ဒီအချိန်မှာပဲ RA ရဲ့တိုက်ခွက်ကြောင့်မြင်းနေသမားအနေနဲ့နှောင်းနေတာမလှအပ်တာကအမြင့်ဆုံးအမျိုးအစဒါမင်းသမီးရဲ့တုံးမြင့်ချင်းစွမ်းရည်ရဲ့ဒါနဲ့နေပါအောင်အဲ့ဒါက မိန်းကလေးတွေမှရတယ်စွမ်းရည်မဟုတ်ဘူးလားဆိုပြီးတော့တွေးလိုက်ပါတယ်အရင်တော့အရယ်ကလည်းအော်ပြင်ကိုဗတ်လျှက်တဲ့ပဲအတွင်းနိုင်ယူလိုက်ခပြဿနာမရှိတော့ဘူးဆက်သွားကြအောင်ဘရက်စကီယာကိုကျွန်တော်အနေနဲ့အဲ့ဒီမှာပို့ပြီးတော့တန်မာလိုက်အောင်လုပ်ရမယ်ဆိုပြီးပြောတဲ့အချိန်မှာတော့အချိန်မှာတော့မြင်းလဲဆရာကလည်းခီးတယ်ကအခုတောင်မှရင်လုံလောက်အောင်တန်မာနေပါပြီဆိုပြီးတော့ပြောလိုက်ခအချိန်မှာပဲကလေးတယောက်ကလည်းဒီမှာအကိုကြီးအကိုကြီးကဗာမျိုးစားလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ငါကမျိုးစားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်လွန်ခဲ့တဲ့9နှစ်ဆိုတဲ့အချိန်မှာတော့အရယ်တယောက်အနေနဲ့သူ့ရဲ့ twin blaze list ကိုပြလိုက်တဲ့အချိန်မှာတော့ဒါကအိ မဲ့ပဲဖြစ်မယ်ထင်တဲ့ငါအနေနဲ့ဘလော့တောင်ဆိုးလိုက်တဲ့အမေလေးငါသားလေးကအမျိုးသားမဲ့ဆိုတာတော့အခုချိန်ထိလက်မခံနိုင်သေးဘူးဆိုပြီးတော့ပြောလိုက်ခါအဲ့ဒီချိန်မှာပဲအာရတယောက်ကလည်းဒါကအိမ်မက်မိုးကြောင်တဲ့သူ့အနေနဲ့အများကြီးစ조사ပြီးတော့ကိုယ်တိုင်ဖန်တီးခဲ့တာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဒါမင်သမီးရဲ့ဆွမ်းအားတွေကိုပါလိုက်ပြီးတော့လုံကြီးကျင်ညာကြောင့်သူ့ကိုပြပေးဖို့အတွက်ပြောလိုက်ပါတယ်နောက်တစ်ခါမှဆိုလို့ရှိရင်တော့ Breskia ကိုရောက်ပြီးဆိုကမြင်းလေးသမားအနေနဲ့သူ့ကိုနှိုးလိုက်တဲ့အချိန်မှာပဲသူလည်းနှိုးလာပါတော့တယ်အဲ့ဒီနောက်ဒါသမားတွေအများကြီးပဲဆိုပြီးတော့ပြောလိုက်ခါသူကလည်းဟုတ်တယ်လေဒီမှာလည်းအစ်မ မြင်မျိုးစားတွေအများကြီးရှိရယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ခမားလို့ပေါ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့အချိန်မှာတော့မြင်တဲ့သမားကလည်းကျွန်တော်ကဒီတိုင်းတာမန်လူပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ခမားကတာမန်လူဆိုလို့ရှိရင်ဘာလို့မျိုးစားတွေကိုခုနကနှောင်းကလို့ခွဲနိုင်နေရမှာလဲဆိုပြီးတော့ပြောလိုက်ခါမြင်တဲ့သမားကလည်းအလိန်ပေါ်သွားပြီပေါ့တကယ်ကအဆင်မြင့်မြင့်မြတ်ဓာတူရဲ့ကောင်းဖြစ်ခါသူ့အနေနဲ့နေတိုင်းတိုက်ပွဲတွေပဲတိုက်နေတာကြောင့်မောပန်းလာပြီးတော့စိတ်လန်းဆန်းအောင်တခါစလေမောင်းနှင်သူနဲ့ခီးထွက်တာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့တော့ဒီမှာအဖွဲရှိမှပြိုင်ပွဲဝင်ပြိုင်လို့ရမှာဖြစ်ပြီးတော့မင်းအနေနဲ့ ွဲရှာတဲ့နဲ့ဒါပြီးတော့ဒီမှာလဲဆိုးတဲ့အဖွဲတွေရှိတာကြောင့်မလို့မင်းအနေနဲ့ယူဆိုင်တော့ဆိုပြီးတော့ပြောကထွက်သွားပါတော့တယ်အဲဒီနောက်သူလဲ Breskia မျိုးတွေကိုလမ်းချလာတဲ့အချိန်မှာတော့ကောင်မလေးတယောက်ကလဲသူ့ရဲ့နောက်ကနေခုံးလိုက်ခသူကလဲရှောင်းလိုက်ပါတယ်အဲဒီနောက်အဲ့ဒီကောင်မလေးကလဲလူတက်မလားလူတက်ဆိုလို့ရှင်ငါတို့ရဲ့အဖွဲတွေကိုဝင်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ခအထူးခွင့်ရင်းနေနဲ့ငါနဲ့တနေ့တက်ရမယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မင်းကိုစိတ်ဝင်စားနေဘူးဆိုပြီးတော့ပြောလိုက်ခထွက်လာလိုက်ပါတယ်အဲဒီနောက်သူကြီးကငါရဲ့အမနဲ့တပုံစံနဲ့ပဲဆိုပြီးတော့ပြောခဒီမှာအကျန်းဆုံးဖွဲကပဲ ဖွဲ့လဲတိလာဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ချိန်မှာတော့ကောင်မလေးကလည်းငါ့ကောင်မလာမေးရတာဆိုကသူ့အနေနဲ့ black plate အဖွဲ့ကအချမ်းဆုံးဖြစ်ပြီးတော့ iran ၈ယောက်တောင်ရှိရဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်သူ့အနေနဲ့ black plate ကိုတွားလိုက်ခါအဖွဲ့ရဲ့မဝင်ခင်စစ်စစ်ခံမှာအကြောင်းစစ်စစ်ခံလူတန်းနဲ့ကိုဝင်လိုက်ပါတယ်အဲ့နောက်စစ်စစ်သူကလည်းသူ့ခလေကိုရောက်တဲ့အချိန်မှာတော့မျိုးစားကပါလဲဆိုပြီးမေးတဲ့အချိန်မှာပဲ are ကလည်းမျိုးစားမဲ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဒါဆိုလို့ရှိရင်ဒီကနေထွက်သွားလိုက်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်အရေတရားအနေနဲ့ချွင်းချက်ထားပြီးပြောပေမဲ့လည်းသူကစီမင်းကစီမင်းပဲဆိုပြီးတော့ပြောလိုက်ခါ သူ့ကိုဒီနားကနေထွက်သွားခိုင်းလိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲ event ဆိုတဲ့ကောင်တွေကရောက်လာပါတော့တယ်။အဲ့ဒီနောက် Arre ကလည်းမတက်နိုင်ဘူးပေါ့လေဆိုကတခြားဖွဲ့တွေကိုလိုက်မေးကြည့်ပေမဲ့လည်းဘဲဖွဲ့ကမှသူ့ကိုလက်မခံတာကြောင့်ကြောင်ပြောင်နေတဲ့အချိန်မှာပဲသူ့ရဲ့အမေပေးလိုက်တဲ့စာအိတ်လေးကိုတတိယကဒီစာအိတ်ထဲမှာသူ့ရဲ့ထောက်ခံချက်ပါပြီးတော့မင်းအနေနဲ့ငါ့ရဲ့အဖွဲ့သားတွေကကူညီနိုင်မှာပါဆိုပြီးတော့ပြောထားပါတယ်။အဲ့ဒီအချိန်မှာပဲဟိုကောင်မလေးကလည်းပြန်ရောက်လာကမင်းအနေနဲ့အဖွဲ့မရသေးဘူးမလားငါတို့အဖွဲ့တွေကိုဝင်လိုက်ပါဆိုပြီးတော့ပြောကနောက်ကနေလိုက်နေပြီးတော့တကယ်မလို့ငါတို့အဖွဲ့မှလူတယောက်လိုနေတာ အဲ့ဒီလူမရှိလို့ရှင်အဖွဲကြီးကဖြတ်သိမ်းရလိမ့်မယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အရာကငါပူမပါဘူးဆိုပြီးတော့အာရယ်ကပြန်ပြီးတော့ပြောလိုက်ပါတယ်ဒီအချိန်မှာတော့မင်းကရေခဲတုံးလို့လူသားလာအေးဆက်လိုက်တာဆိုပြီးတော့ပြောကရှင်ခိုးပြီးတော့ငါအနေနဲ့မင်းရဲ့ဖနာကိုပါရက်ပြပါမယ်မင်းအနေနဲ့ငါတို့ရဲ့ဖွဲတဲ့ကိုဝင်မှာဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဟိုကောင်ကလည်းထွက်သွားကသူ့ရဲ့လိမ့်စာတိုင်းလိုက်နေတဲ့အချိန်မှာပဲသူတို့ဖွဲကလည်းဒီနားမှာဆိုကကောင်မလေးကလက်ညှိုးထိုးပြလိုက်တဲ့အချိန်မှာတော့ဟော့ကြည်သားပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကလည်းခံရတယ်မလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဘာလို့လဲဆိုလို့ရှင်အဖွဲ တာမရှိရလဲဆိုပြီးပြောလိုက်ခနာမည်ကျသွားတာမလားဆိုပြီးမေးလိုက်ပါတယ်။ကော်မလေးကလည်းဟုတ်တယ်ဆိုပြီးပြောလိုက်ခအရင်ကချိန်ကြီးနဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်အခုချိန်ကအရေးတသာပဲရှိနေပြီးတော့ငါတို့အနေနဲ့ရွှေရောင်တစ်ခေကိုပြန်ပြီးတော့စတင်မယ်ဆိုပြီးပြောလိုက်ခနှမျိုးသုံးဓာပရင် Dragon Fan ဆိုပြီးပြောလိုက်ပါတယ်။အချိန်မှာတော့ Ari ကလည်းသူ့ရဲ့အမိဝင်ခဲ့တဲ့ Dragon Fan ဆိုတာကိုသတိရသွားပါတယ်။အဲလိုနဲ့အထဲကိုရောက်တဲ့အချိန်မှာတော့ကော်မလေးရဲ့အဖေကိုတွေ့မြင်လိုက်ရကသူကဓာပရင်ဖြစ်ပြီးတော့ညာလက်ကတော့မရှိတော့ဘူးဆိုပြီးတော့ Ari ကလည်းတွေ့လိုက်ပါတယ်။ ီနောက်အဲ့ဒီဒါဘင်ဆိုတဲ့သူကလည်းကောင်လေးမင်းအနေနဲ့ဒီစိတ်ပြည့်စရာအဖွဲကိုဝင်မနေနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာတော့ကောင်မလေးကလည်းအရင်ကသူ့ရဲ့ဖေကဒီဘရစကီယာမှာအကျဉ်းဆုံးနှစ်ယောက်ထဲကတယောက်ဖြစ်ခဲ့ပြီးအခုတော့လည်းမရှိတော့ဘူးဆိုပြီးတော့ပြောတာဒါကိုကြည့်ပြီးတော့မင်းအနေနဲ့ဝင်ချင်တော့မလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အာရယ်ကလည်းဝင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အရင်နောက်စာချုပ်ကြမယ်ဆိုကစာချုပ်ပြီးတဲ့အချိန်မှာတော့သူကအမျိုးသားမယ်ဆိုတာသိသွားတဲ့အချိန်မှာတော့အနေဆုံးတော့ဖွဲတဲ့ဝင်မယ်ဆိုလို့ရှိရင်အခြေခံစကေးတွေရှိတဲ့နယ်မှာလားအခုကဘာမှမရှိဘူးမတင် တာဟုဒီလောက်မှကြွားပြီးစွမ်းနိုင်တယ်လို့ဟန်ဆောင်နေတဲ့သူမှဘာမျိုးစားမှမရှိဘူးဆိုတာကိုဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်ဘာဖြစ်နေရလဲလေလီယာဆိုတဲ့အတန်နဲ့သူကောင်မလေးတယောက်ကလည်းအထဲကိုဝင်လာပြီးရနောက်မှာတော့အဲဒီကောင်မလေးကိုလက်ရိုင်းနာဆိုပြီးတော့ခေါ်လိုက်ခအဖွဲဝင်တယောက်ရကမှသူကမျိုးစားမဲ့ဖြစ်နေရဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲရိုင်းနာဆိုတဲ့ကောင်မလေးကလည်းမဟုတ်မှလွယ်ရောနင်လားဆိုပြီးတော့အာရဲကိုကြည့်လိုက်ခအာရဲကလည်းဘသူလဲဆိုပြီးတော့ပြန်ပြီးတော့မေးလိုက်ခလွန်ခဲ့တဲ့၅နှစ်ကရာမတူတူလေ့ကျင့်ခဲ့တာလေဆိုပြီးတော့ပြောလိုက်ခငါအနေနဲ့နင်းလို့အလားလေးတယောက်ကို မေးနိုင်တဲ့ဟာအကြောင်းမရှိဘူးဆိုပြီးတော့သူ့ကိုဘယ်သူမှမသိပဲဖြစ်နေပါဗါ။အချိန်မှာတော့နင့်လိုစပင်ဒီနဲ့တယောက်နဲ့တော့ငါတိုက်ခိုက်မှုတဲ့အဲ့ဒါက event ရဲ့ star ပဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ event မှာ star မရှိဘူးတမိပဲရှိတာအဲ့ဒါကငါပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်မှာတော့ area တယောက်ကလည်းသူကမင်းကလေးလားဆိုပြီးတော့တွေးလိုက်ကဟိုကလည်းစပင်ရှိလာတော့ဘလို့လို့မှတ်မိတော့မှလဲဆိုပြီးတော့ပြောလိုက်ခနင်းကစပင်နေရှိလာတာမဟုတ်ပါဘူးဆိုပြီးတော့ကြည့်လိုက်ပါတယ်။အဲ့ဒီနောက်လေလီယာကလည်းအော်နင်းပြောမှုတဲ့တယောက်လားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ရိုင်နာကလည်းဟုတ်တယ်လေဆိုပြီးတော့ပြောကအရင်တစ်ခေါက်ကလို့တော့ငါနင်းကိုထက် ုံတော့မှာမဟုတ်ဘူးငါအနေနဲ့ငါနှစ်တင်တမလာပြီဆိုပြီးတော့ပြောကတပွဲတလန်းကဲဆန်းကြတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာတော့လေဒီယာကလည်းနေနေတဲ့တကယ်တိုင်းမလို့လာဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့သူကတန်ပါတယ်ဆိုပြီးတော့ပြောလိုက်ခလေဒီယာကလည်းယူမှုမလုပ်ဖို့တော့ပြောလိုက်ပါတယ်အရင်တော့စတင်တိုက်ခိုက်တဲ့အချိန်မှာတော့ Twin Blade Slit နဲ့ပဲတိုက်ခိုက်လိုက်တာကြောင့်ငါနဲ့အတွင်းတန်ပါလာတယ်ဆိုတော့ကတာဗဲလာဆိုပြီးတော့ပြောကသူ့အနေနဲ့လည်းပြန်ပြီးတိုက်ခိုက်လိုက်ပါတယ်ဒီတော့ Rhino ရဲ့ Twin Blade Slit ကလည်းသူ့ကိုလာထိတာကြောင့်သူလည်းနားမနေနိုင်အောင်ဖြစ်သွားက Rhino ကလည်းဒီတာကပုံမှန်ထက်ငါးစားလေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် ယ်အဲနောက်ရိုင်နာကပဲအဲဒါကြောင့်မင်းအနေနဲ့ငါကိုတူညီရဲ့ဆွမ်းအားနဲ့ပြန်ပြီးတော့ခုခံလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲလိုနဲ့နောက်တစ်ခါတိုက်ခိုက်ရဲ့အချိန်မှာတော့နင်းရဲ့လက်ွက်တွေကလူကိုနာစေပြီးတော့မြန်လဲမြန်နဲ့ဒါပေမဲ့အဲ့ဒီမြန်မာလက်ကန့်သက်ချက်တော်ရှိရဲ့ဆိုကသူ့အနေနဲ့နောက်ကနေပြန်ပြီးတော့ပြေးတိုက်ခိုက်တဲ့အချိန်မှာပဲလက်ဟာနေရဲ့ဆိုကခုတ်လိုက်ပြီးမြဲလဲပုံရိပ်ရောင်ကြီးဖြစ်နေကနောက်ကနေအရယ်ကရီနာကိုကျုံးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ရီနာတယောက်ကလည်းခုနကငါငါမင်းကိုခုတ်လိုက်တယ်မလားဆိုပြီးတော့ပြောလိုက်ပြီးမြဲလဲအဲ့ဒါကပုံရိပ်ရောင်ကြီးဆိုပြီးတော့ပြောကမင်းနေနဲ့တတိယရောင်နေတာပဲဆိုပြီးတော့ပြော ောလိုက်ပါတယ်ဝီနာကလည်းသားသမားတွေထဲမှာတောင်မန်းရဲ့အဆင့်မြင့်ဆုံးစကေးကနက်စီမှာဘလို့ရှိနေရတာလဲဆိုကထပ်ပြီးတော့ရတော့မှာမဟုတ်ဘူးဆိုပြီးတော့လိုက်ပြီးတော့တိုက်ခိုက်ပေးမယ်လေပုံရင်းရောင်နေဖြစ်နေပြီးတော့နောက်တဲ့တစ်ခါပဲသူတို့ကနေပြီးတော့ရိုက်ခံလဲရပါတယ်အဲ့ချိန်မှာပဲအာဘယ်တယောက်ကလည်းသူတရောက်တိုက်ခိုက်နေတာတောင်မန်းရင်ဝီနာရဲ့အကာအခွေကမဆုံးရှုံးသေးသွားကြောင်းကိုသိလိုက်ပါတယ်အဲ့ချိန်မှာတော့ရိုင်နာကလည်းမင်းရဲ့ရိုက်ချက်လောင်နဲ့ငါရဲ့အကာအခွေကပြတ်သွားမှာမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့အချိန်မှာပဲဒါဆိုလို့ရှိရင်လဲဆိုကသူ့ရဲ့အမေရဲ့အထူးဆွမ်းအဖြစ်တဲ့ off thing ကောင်တာနဲ့ရတဲ့အချိန်မှာတော့ချက်ချင်းပြောက်သွားပါတယ် အဲဒီလိုနဲ့အနိုင်ရရှိသူကလည်းအရွယ်ပဲဖြစ်သွားကဘာလို့တရောင်းတောင်မင်းစူးစားခဲ့တာတောင်မင်းထက်ရှုံးလာလဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ရှင်းရှင်းလေးပဲလေမင်းကတန်ပါတယ်ဒါပေမဲ့ငါကမင်းထက်တန်ပါနေလို့ပဲဆိုပြီးတော့ပြောကငါငိုတာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီနေရာကနေထွားသွားပါတယ်အဲ့ဒီနောက်မှာဆိုလို့ရှင်တော့လေလီယာရဲ့ဆက်စံပုံလေးကလည်းပြောင်းသွားကအရွယ်ကလည်းသူတို့အဖွဲ့ဘာလို့အဲ့လောက်တောင်ကြားဆင်းသွားတာလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အချွေးတွေတင်လို့ဆိုပြီးတော့ပြောလိုက်ခါနောက်တစ်ပတ်အတွင်းမှာပြန်ပွဲရှိရမလို့အနည်းဆုံးအဖွဲ့ဝင်၃ယောက်လူကြောင်နဲ့အဲ့ဒါဝင်နိုင်လို့ရှင်သူတို့အနေနဲ့အချွေးတွေကိုဆက်နိုင်နိုင်မယ်ဆိုပြီးတော့ ောပြောလိုက်ခါအချိန်မှာတော့အာရီကားလေးရိုင်းနာအနေနဲ့ဒါမျိုးဖွဲ့မှဆက်ရှိနေတာကအဟောစရာပဲသူပြောလိုက်တဲ့အချိန်မှာတော့ရိုင်းနာအနေနဲ့အဖွဲတစ်ဖွဲ့ကိုဝင်ပို့လို့တဲ့အချိန်မှာပဲမောင်းထုတ်ခံလိုက်ပြီးတော့အဲ့ဒါကိုတွေ့တဲ့သူ့ရဲ့အဖေကလည်းရိုင်းနာကိုငွေရဲ့လေးကလေးဒီမှာခေါ်တာကတစ္ဆာရှိအဖွဲဝင်ဖြစ်သွားတာဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာပဲသူကယူတာဖြောင်းဝင်တဲ့ငါအနေနဲ့သူ့ပေါ်မှာအကျွေးကျင်နေတယ်လို့ခံစားရတယ်ဆိုကအာရီကားလေးမအားလို့နိုင်လို့ရှိရင်ရပြီမလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့နိုင်ဖို့ကတိတ်ပြီးတော့မသေးချာရောက်နေသူတို့အနေနဲ့3500ရောက်တက်ရမှာဆိုပြီးတော့ပြောလိုက်ပါတယ် ဒီချိန်မှာတော့ကောင်းတာပေါ့ဒါဆိုလို့ရှိရင်လည်းငါတို့ကပိုကျန်းတဲ့သူတွေစီကနေတင်ယူရတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီဖြစ်ပျက်တွေကိုလည်းလေဒီယာရဲ့ဖေတယောက်ကတော့လာကြည့်သွားပါတယ်လို့နဲ့ဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသွားသွားပါတယ်